ပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသားမိတ်ဆက်လမ်းလေးကတော့စာရေးသူဆရာကြီးကမင်းရေးသားထားတဲ့ဝိညာဉ်ဆောင်နေရဲ့နာဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားက notification bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျာ ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာကိုမြတ်တွန်းတယောက်ဒူးလေးတစ်လက်လက်မဆွဲပြီးတော်ထဲဝင်ခဲ့ပါတယ်။သူကမျိုးနဲ့ယိုးနဲ့မုတ်ဆိုးလို့ကိုလုံလာရည်သူတော့မဟုတ်။တလောက်ကိုတစ်ကြိမ်မဟုတ်နှစ်ကြိမ်ခန့်သာတောထွက်ပြီးအမဲပြစ်လေရှိတယ်။ကြံရက်ဒီမှာတော့တိတ်ခုတ်ဝါခုတ်လုံးနဲ့အတံမွေးဝမ်းကြောင်းပြုခဲ့ပါတယ်။ဒူးနေထရာရွာရဲ့အရှိတ်ဘက်ရိုးမှတောင်တန်းကြီးတွေကာစီနေတယ်။ ဒရုန်းရောင်လေးကနေတဝက်ခရီးသွားလိုက်ပြီးရနဲ့တောင်ကြီးကိုရောက်တဲ့ရိတ်တောင်ကျောပေါ်မှာအမဲကောင်လေးကိုဝါသနာရတောတက်အမဲလိုက်ခဲ့တယ်။သားအောင်ကိုရပါကရောင်းချခြင်းမပြုဘဲစားနေနေလိုက်ကအိမ်စားရဲ့အတေးကရည်ရွယ်ရင်းဖြစ်ပါရဲ့။ဒါကြောင့်တမင်ကြီးဆက်တည်းရဲ့တကောင်ကောင်ရလာနေသူတောရဲကပြန်ထွက်လာလိမ့်ရှိပါရဲ့။တခါတည်းရဲ့တောပေါ်မှာမျက်စိလဲပြီးတ냐တာလွန်မြောက်ပြီးမှရွာပြင်ရောက်လိမ့်ရှိတယ်။ တားကောင်တွေကလည်းမြေပြန့်ဘက်အချမ်းမှာအတွေ့နည်းတဲ့အတွက်တားကောင်ရဖို့အတွင်းကြကြဝင်ရလိမ့်ရှိတယ်။ဒီနေ့ညနေဆောင်လာခဲ့ပြီ။တားကောင်ဟူ၍တီတီမမမတွေ့ရတာကြောင့်တဖြည်းဖြည်းတော်တဲ့ဝင်လာခဲ့ရာအတွင်းကိုရောက်မှမသိရောက်ခဲ့တယ်။အပင်ကြီးများအောက်ခြေမှာကျုံနေပေါင်းမြက်အနေချင်းသာရှိပါရဲ့။ဒီလိုတားကောင်မျိုးကလည်းရှာရှာပါပါတွေ့ရခဲ့တယ်။အောက်ခြေနေငယ်ရှင်းလာကြောင့်ခက်လန်းလန်းထိတားကောင်ကိုမြင်ရတယ်။ တဏီယာရောက်မှစပောက်တကောင်ကိုတင်ရတယ်။စပယ်ဖြစ်ဖြစ်သမေမဲဖြစ်ဖြစ်အကြီးသေးရွေးချယ်ရအချိန်မရတော့တွေးရဲ့ကောင်ကိုပြစ်ခတ်ပြီးတော့ရွာကိုပြန်တော့မယ်လို့ဆုံးဖြတ်ကစပောက်လေးကိုဒူးလေးနဲ့ချိန်လိုက်တယ်။ဒါပေမဲ့အောက်ခြေရှင်းနေရာကြောင့်စပောက်လေးနဲ့မြက်ထွန်းကိုမြင်လိုက်တာနဲ့လမ်းဖြတ်ပြီးပင်စီလေးကြောင့်ပြေးလောင်းဝင်သွားကဒူးလေးတကက်အနေထားရောက်ရှိရင်နောက်ကနေပြေးလာမိရဲ့ဒီဟောလဲတင်းလိုက်တော့ကွာဘယ်နာတော့ရောက်သွားပြီလည်းမသိဘူး ညတော်လိုက်ရှိကိုဆက်ပြီးလိုက်ခဲ့တယ်။ဒီတိုင်းဆိုရွာပြင်ဖို့မလွယ်တော့ဘူး။တပင်းတပင်းပေါ်ရေးပေါ်တက်ပြီးအိမ်လိုက်ရင်လင်းစင်တကူလှုပ်ထားရင်စုံပြင်းလိုက်တယ်။ဟမ်ဒီနောက်မှာဝါးဝင်းနေလည်းမရှိဘူး။တောင်စောင်းတနေရာကိုသွားပြီးအမင်းကနေဝါးရှိနိုင်တဲ့နေရာကိုရှာဖွေကြည့်တယ်။ဟာဘူးအောင်နားမှာဝေယုံတွေ့တယ်။အဲဒီလိုစင်ပြီးလင်းစင်ကိုရအောင်ဝါးသုံးလုံးလောက်စင်ခုတ်မယ်။ သူဆုံးဖြတ်ချက်ကြပြီးရနေဝါဝင်နေပေါက်နေတဲ့တောင်ဆောင်ကိုဆင်းလာတယ်။ဟာဟိုရှိမှာပါလေ။မိုးကြီးလိုတောင်မျိုးကျလာတာပဲ။တတိသာပြီးဆင်းရမယ်။ရှင်လာမှာဝင်ရုံမီတွေ့ပြီးသုံးလုံးလောက်ဆိုလင်းစင်လို့လို့အတော်ပဲ။တောထဲဝင်တဲ့ကလမ်းထွင်ရဓာတ်တောင်အမြဲဆောင်ထားတဲ့အတွက်ဝါဝင်ကုန်ရခက်ခဲမရှိဝါကိုကြီးကြီးမားမားခုံရမလို့လူတကူထိုင်ရရရတော်ပြီ။ညထွန်းလေးတောင်ပြူထားတဲ့နှခမ်းစကားနေပြီး ကြောက်တုံးတွေကိုနင်းပြီးပေ90ခန့်အနေပိုင်းမှာပေါက်နေတဲ့ဝဲယုံစီကိုရှေးရှုပြီးဆင်းလာခဲ့ပါရီသူနင်းလိုက်တဲ့ကြောက်တုံးကအောက်ကိုရှော့ခနေးကြောက်သွားပြီးမြတ်ထွန်းလဲခြေလွတ်လက်လွတ်ဒလိကောက်ွေးကြောက်ဆောင်ပြူစင်းရဆင်ကြီးရှော့တိုင်းအောက်ကိုကျသွားတယ်ခန္ဓာကိုယ်ကိုကြောက်တုံးအစုံးလေးတွေနဲ့ပုတ်တိုင်းပြီးတော့နာဒီကတမျိုးသူ့ခန္ဓာကိုယ်ပေါ်ကြောက်တုံးလေးတွေကျလာ၍ထိခိုက်မိသည်ကတည်းကနာကျင်စွာကန်ဆောင်ရင်အောက်ထီရောက်ခေါင်းနှင့်ကြောက်တုံးဆောင်မိကဂျယ်ရီလော်ရီမြင်ပြီး လောကကြီးနှင့်ခိတမြောက်အဆက်အသွယ်ပြတ်သွားရင်ယထွတ်တယောက်တတိမိနေရာမှာသူ့ခန္ဓာကိုယ်ကိုမာကျောင်းရဲ့ယာနေ့ထူးရတယ်လို့ခံစားရတဲ့အတွက်လန်တို့သွားတယ်လို့ဖြစ်ကမျက်လုံးဖွင့်ကြည့်လိုက်တယ်မျက်ထွန်းရဲ့မျက်လုံးမြင်မှာသူ့ဘေးပတ်လဲယူနီဖောင်းဝေးတနက်ကိုင်လူလေးယောက်ကိုတွေ့ရတယ်တနက်ဒီမှာကင်မမီရောတဲ့ rifle တနက်ဒီဖြစ်ပါတယ်သူတို့ထင်းကတယောက်ကစကားမပြောဘဲအဲမူယာနေ့သူ့ကိုထရရင်ပုံစံလှုပ်ပြရတယ် ခေါင်းမအုပ်ထုပ်ဒီမပါရဲအတွက်မြည်သူမိဘမကွင်းပြ။အဲ့ဒီအချိန်မှာနောက်ကနေသူ့အရွယ်ရှိုင်းကြီးအဟောင်းဝေးပြီးပစိုးဝေထားတဲ့လူတယောက်အနည်းကိုရောက်လာတယ်။ဟဲ့မင်းမတူလေ။ဒီဟိုဘာကြောင့်ရောက်လာလဲလို့မာစတာတွေမင်းကြီး။အဲ့ဒီလူရဲ့စကားသက်ထွက်လာမှပြီးသူ့ကိုဖဏန်းနဲ့စောက်ကန်နိုးနေသူတွေမှာဂျပန်စစ်သားတွေဖြစ်ကြောင်းသိလာရပါတယ်။ဒီအချိန်တော်မှာဂျပန်တွေဘာကြောင့်ရှိနေရသည်ကိုစဉ်းစားမရ။စီဂျီပီကဒီမှာပဲ2.90ခန်းရှိပြီး ဂျပန်စစ်သားတွေဂျပန်ပြည်မပြောင်းမဲတောရဲမှာကိုအောင်းနေခဲ့သည်လားမသိ။ဒါဆိုအကြောင်းထူးတော့ရှိလိမ့်မယ်လို့စဉ်းစားမိလိုက်တယ်။နောင်ကြီးရဗမာလူမျိုးလား။ဟုတ်တယ်။ငါမာစတာကြီးတွေကိုစကားပြန်လုပ်ပြီးနေရ။ငါမေးရမင်းဖြစ်ရသေးဘူး။တနဝါပေါ့တပင်ရွာသားပါ။ဒီတောင်ကျောမှာတလားကိုနှစ်ခေါက်သုံးခေါက်အမဲပြစ်လာနေကြပါ။အခုလင်းစင်ထုံမလို့ဝါစင်ခုတ်တာထီချော်ပြီးတော့ဒီရောက်ကိုလိန်ကြလာတာပါ။ မင်းရတော့ကန်ဆိုးတာပဲမင်းတီရီယာကိုဘယ်လိုပုံစံနဲ့ရောက်လာရောက်လာမင်းအတွက်ပြန်လည်းမရှိတော့ဘူးပေါ်ဆိုင်လို့လဲဗျခမရတို့ဒီမှာနေကြသလိုနေတုတ်လေဒီကပေါ်ပြန်တယ်ပြီးအမဲပြည့်တဲ့လို့လောက်မှာပဲငါတို့နေရာမင်းတိသွားပြီလေခမရတို့နေရာတို့တို့ကဘာလို့ရမှာလဲပြီးတော့ဘာအကျိုးမြတ်ရမှာပို့ခမရတို့ကြောင့်ရှောက်ပြောရမှာလဲဘာပဲဖြစ်ဖြစ်ဒီကိုရောက်လာတဲ့သူတိုင်းအမဲပြစ်လာလို့ပြောကြတာပဲ မိမစာရေးရရန်နာပစ္စည်းခိုးယူမလို့လာလာမလား။ဟာကျုပ်ဘာယေဒနာမှမသိဘူး။အဲ့ဒီချိန်မှာဂျပန်တယောက်ကစကံပြေဘက်ကိုလှည့်ပြီးဂျပန်လိုပြောလိုက်တယ်။မစာရေးကမင်းကိုပြန်မလွတ်တော့ဘူးလေ။ဟာဟာကျုပ်မပြန်လို့ဘယ်ဖြစ်မလဲ။ခင်ဗျားတို့နဲ့လည်းမနေနိုင်ဘူး။ဖေဖေကျုပ်ပြန်ပဲ။ခင်ဗျားရဲ့ဂျပန်တွေကိုပြောလိုက်။ကျုပ်ရကျုပ်ပြန်ပဲ။ခင်ဗျားတို့ရှိတဲ့အကြောင်းလုံးဝမပြောဘူး။ ။စကံပြန်ကဂျပန်ဒီပတ်လည်ပြီးပြောလိုက်တာနေသူတို့အားလုံးတခါဟာရှိလိုက်ကြတယ်။ဂျပန်လေးယောက်နဲ့စကံပြန်တို့လည်းသဘောကျစွာယီမောနီယာမှာတဖြည်းဖြည်းလူပုံပြပြီးအယိုးစုကောင်ကြီးများပြည်ပြောင်းသွားတော့တယ်။အယိုးစုကောင်ကြီးများလက်ထက်မှာရိုင်ဖယ်တပ်နဲ့တွေကိုကင်ထားလျက်ရှိပါတယ်။သူလဲနေရကအထထိုင်လိုက်ပါတယ်။ဘေဘီကိုကြည့်ဟောဂျပန်တရဲနဲ့တူတဲ့အရာဟု၍ဘာမှမမြင်အယိုးစုကောင်ကြီးများလည်းရှိမနေ။ကောင်းမှာကြောက်တော့နေစောင့်မိပြီးတင်းလစ်သွားရမှာ ဂျပန်တရားရီကြောင့်အိမ်မက်ခဲ့ခြင်းဖြစ်ပါ၏ဟမ်ဂျပန်ဒီဘယ်ရောက်သွားပြီလဲကောင်းမီကိုမော်ကြည့်လိုက်တော့ကြည်လင်သောအလင်းရောင်နဲ့တန်ရှင်းလက်ဆက်တော်လေးကိုရှူရှိုင်းမိလိုက်ကြည်ဟွန်းငါဒီတညာလုံးဒီမှာမေ့နေရပဲမိုးတော်လင်းသွားပြီဩဒါဟိုမှာကြာနေရပဲဒါဟိုသွားကောင်းလိုက်ပြီးပြိုကျထားတဲ့ကြောက်တုံးလေးကိုနင်းပြီးရှေ့နောက်ကိုရှောက်ကြည့်ရင်ဆုံးဖြတ်လိုက်ပါရဲ့မြတ်ထွန်းလေးပြီ90ခန့်ကျင်းမှာ တောင်းတရံပဲကြတဲ့အတိုင်းဒီဘက်ကနေတဖက်ထိပ်ကိုထင်းပြီးရောရှောင်းလာတယ်။ကြောက်တုံးလေးပြီကိုတတိနဲ့နေရတယ်။မြေပြူထောင်းတဲ့အတွက်ကြောက်တုံးလေးကအကမ်းမသိရင်ရှော်ပြီးကြောက်သွားနိုင်တယ်။ကံကောင်းစွာနေပြီတဖက်ကိုရောက်သွားခဲ့ပါရဲ့။ဟာဟိုရှိမှဂူလားမသိဘူး။တဖြည်းဖြည်းချင်းပြီးအင်းကိုရောင်းရှောင်းလိုက်တယ်။ခြေတော်ပြီးအောက်ကိုလိမ့်ဆင်းသွားပါကတောင်ကြီးကိုပင်ပေလီ900မြောက်ပြုတ်ကျသွားနိုင်တယ်။ အောက်ကြောင့်ရဲ့အသက်ရှင်နိုင်ပွဲမရှိရခိုင်ဂူဘောက်ကတည်တည်ဖြစ်နိုင်ပြီးမြေတောင်ပြူကျသွားတဲ့အတွက်ဂူဘောက်ကကြောက်တုံးနေလေပြိုကျတဲ့ထဲပါသွားတာကြောင့်ဂူဘောက်ကိုကျေပြန့်စွာဖြစ်ပေါ်နေတယ်။ဒါဝတ်ကြည့်ကြပေါ်ဆုပ်ကန်ပြီးဂူလေးကိုဝင်ခဲ့ပါရီ။ဂူဘောက်ကျန်နေရာကြောင့်အထဲတတော်လန်းလန်းအထိအလင်းအောင်ဝင်နေတယ်။ရှီနာနေနေရှောက်လိုက်တာနဲ့လူရိုးစုနှစ်ခုကိုတွေ့လိုက်ရပါရီ။ရိုင်ဖယ်တနတ်တီကိုသူတို့နီးမှာတွေ့ရတဲ့အတွက်ဂျပန်စစ်သားတွေရဲ့အယူမဲ့ခံမှန်းမိတယ်။ ရှေးကိုဆက်လျှောက်ခဲ့ရာတွန်းတစ်တာ၄၅လုံးနှင့်တန်တစ်တာတွေကိုတွေးလိုက်ပါရီတန်တစ်တာတွေကကြည်စံထဲတဲ့တစ်တာတွေဖြစ်ကြောင်းသိရတယ်။မြတ်ထွန်းလဲကျွန်းတစ်တာကြီးပေကိုဖွင့်ကြည့်ရန်စိတ်ကူးလိုက်တယ်။တောကလောက်ကြီးပေခက်ထားတာပဲ။ဂူရင်းကကြောက်တုံးတုံးကိုကောက်ခံပြီးတောကလောက်ကိုထူးချီလိုက်လေ။နှစ်ပေါင်းများစွာကြာပြီးဖြစ်တော့တန်တယ်ရီတန်ကြီးဝီစားနေလေ။ကြောက်တုံးထူးချက်ကြောင့်တောကလောက်ပြင်သွားတယ်။ ကျိုးတတာကြီးထဲမှာတက်တာနှလုံးဆင်ပြီးထဲထားသည်ကိုတွေ့လိုက်ရပါရဲ့တတိတာကိုကတ်ထားတဲ့တောကလောက်ကိုလည်းထူရိုက်ပြီးတော့ဖွင့်လိုက်တယ်။ဟာအနေမနောပါလား။ရထိုးတတာတွေကပစ္စည်းတွေကိုမြင်ပြီးမျက်လုံးပြူသွားတယ်။တတာတွေကစိန်ရွှေပထံများယတနာမျိုးစုံနဲ့ပြည့်လုံထားတဲ့လက်ဝတ်ယတနာတွေအပြည့်ရှိနေတာကိုတွေ့လိုက်ရတယ်။ဟာကွာပြီ။ဒါရီယိုငါတိတ်နေသမျှတိတ်ဘာလဲထင်ရမလဲ။ ဒီတန်သစ်တာကြီးလည်းမနိုင်ဘူးသူတောင်းလိုက်တွက်ရင်ဘောင်းမီရှင်နေထွက်လေရှိပါရဲ့ဘောင်းမီအိမ်နှစ်ဖက်တည်းရတနာပစ္စည်းတချို့ကိုထိုးထည့်လိုက်တယ်ဟာဘောင်းမီအတေထဲတူတော့ဘာမှပါမှာမဟုတ်ဘူးဟာပေါ်ရင်ကြီးချပြီးတော့ရနိုင်တယ်များအထမ်းတော့ပဲရွာရောက်ပြီးမှအချိန်လေးကြည့်ပြီးနောက်တစ်ခေါက်လာပြန်သေးမယ်သူအိမ်ကြီးချပြီးဖျန်းသားကရတနာပစ္စည်းတွေကောင်းထင်တော်တယ်အဲ့ဒီအချိန်မှာကျိုးတက်တာကြီးနှလုံးသားကအကြီးမားတဲ့ မွေကြီးတကောင်ပပေးတော်ပြီးထွက်လာတာကိုမြင်လိုက်တဲ့အတွက်ရဲနာရီကိုဆက်ပြီးမထဲတော့ပဲအင်းကြီးတဲ့ထဲ့ထားတဲ့ရဲနာရီကိုယူသွားရင်တုံအောင်ဆွဲချပြီးပခုံးပေါ်ထန်းကဂူပဘက်ကိုထွက်ခဲ့ပါရီသူရှိကိုအာယောဆက်ပြီးပြေးထွက်စဉ်သူ့ချက်တော့ကိုလှမ်းဆွဲတာကြောင့်လှည့်ကြည့်လိုက်တော့အယိုးစုလက်ကြီးကမလွတ်တမ်းဆွဲထားသည်ကိုတွေ့လိုက်ရတယ်ကြောက်ကြောက်လန့်လန့်နဲ့ရီလက်ပေါ်ကိုလွတ်နေတဲ့ခြေလွတ်နဲ့၄၅ချက်မြောက်ဆောင်းနေလိုက်ရောက ကင်ထားတဲ့အယိုးစုလက်ကြီးလွတ်သွားတယ်။အိကမှာရှိကိုပြေးထွန်းလာခဲ့တယ်။ဘလို့ပါလဲ။အတတ်မရှိတဲ့အယိုးစုကြီးဟာဘောက်ဖန်ဆင်းထားတယ်။နောက်ကတကယ်ရီများလိုက်လာအောင်လားမသိဘူး။သူကဘဝရောက်တော့နေတောင်ပြိုထားတဲ့ဆက်ကနေအပေါ်ကိုအားဆိုင်ပြီးတော့တက်ခဲ့တယ်။သူ့အပေါ်ကိုအားဆိုင်ပြီးတက်နေစဉ်တောက်တုံးလေးလိမ့်ကြတယ်ကြတော့ဘေးဘက်ကိုလှည့်ကြည့်လိုက်ရောက်တောင်ပြိုထားတဲ့နေရာတစ်လျှောက်အကောင်အထည်မမြင်ရတဲ့အရာတွေ သူနဲ့အပြိုင်လိုက်တဲ့နေရာကိုတွင်လိုက်တယ်။ဖွေးဖေးပြူတဲ့တောင်ကြီးသားပေါ်မှာမမြင်ရတဲ့အရာများငဲလိုက်တော့အောက်မီတချို့အောက်ကိုဖွာကနေဖွာကနေကြောက်နေသည်ကိုတွေ့မိရတယ်။ဟာဝိညာဉ်ကြီးငါ့ကိုတိုက်နေပြီ။သူဇောင်းလေးလေးလံတဲ့အထုပ်ကြီးကိုထမ်းပြီးအပေါ်ကိုရောက်ခဲ့ပါရီ။ယုတ်ဒီအသူပခုံးပေါ်ကဆယ်ပိတ်သားခန့်လေးရဲ့အထုပ်ကိုဆောင်ဆွဲယူခံလိုက်ရတယ်။မထင်သောရင်အားရပါရဆုံးမကင်ထားမိအထုပ်ကသူပခုံးပေါ်က အောက်ကိုပြုတ်ကျသွားပါရဲ့ဟာတော်ပြီတော်ပြီပြပြပြန်ပြီပြန်ပြီငါထုတ်ပြန်ပြီမြတ်ထွန်းလဲထုတ်ကိုလမ်းဆွဲမဲ့ပြုသူရှိချုံကကိုရဲမှာသူ့ကိုရံပြုတ်ခဲ့တဲ့မွေကြီးဗပေးတော်ပြီချွတ်လာတာကိုမြင်လိုက်ရတော့ဓာတ်နဲ့တစ်ချက်ရံပြီးနောက်ကိုလှည့်ပြေးခဲ့တယ်တောင်ကိုပေါ်မှာအောက်ခြေရှင်းလာကြောင့်ခြေကုံတုပ်ရိပ်ထွက်ပြေးခဲ့ရောအတော်လေးရောက်တော့နောက်ကိုလှည့်ကြည့်လိုက်မိတယ်မွေကြီးကတော့နောက်ကနေပါမလာတော့ဒါကြောင့်ဒူးလေးချထားရိယာကိုသွားပြီးဒူးလေးကိုမယူရောပဲ ဓာတ်တလတ်နဲ့လာလန်းကိုရှာပြီးပြန်ခဲတော့တယ်။မျက်နှာပိုင်းရောက်မှရွာကိုပြန်ရောက်ခဲ့ပါရဲ့။တနေ့လုံးအစာလုံးဝမစားရရေကတော့လမ်းမှာတောက်ခဲ့သည်။အိမ်ပြန်ရောက်တော့ဒူးလေးမပါသားကောင်လေးမပါတဲ့ဖြင့်အတွင်းငယ်အင်းကြီးမပါတဲ့အတွက်ဇနီးဖြစ်သူမအေးချင်းအံ့ဩပြီးတော့ကြည်နေတယ်။ဘလို့ဖြစ်လာလဲ။ကံကောင်းလို့အသက်ပါလာတာငါအပြေးမြန်လို့နမစူတော်ရင်မှာပေးနေပြီ။ဘလို့ဖြစ်လာလဲ။ တော့ခေါင်းအလိုက်ခံရလို့လားကဲတိုင်ပင်ရစင်ဟာဒီတနေ့လို့ထမင်းမစားရသေးဘူးငါ့ကိုရေတစ်ခွက်အရင်ကပ်ပြီးပြီးမှအားလုံးပြောပြမယ်မအေးချင်းကပ်ပြီးရေခွက်ကိုယူလာပြီးအားရပားရတောက်ချလိုက်ပါရင်ကဲရှင်ဘလို့ဖြစ်လာရည်ဆိုတာပြောပြစမ်းပါဦးငါ့အမေလာရဲ့အချင်းကုန်သွားတယ်ညပြန်လို့ဖြစ်တော့တယ်လင်းစိန်ထုံးမလို့တောင်စောင်းမှာဝါဆင်ကုန်တယ်။အရင်မှာဂျပန်ကိကဂျပန်စစ်သားတွေ ဒုဗမာရီစီကလူရက်ထားတဲ့ရွှေငွေရတနာမျိုးစုံတစ်တာတွေထည့်ပြီးတွဲရဲမှာဝတ်ထားတာငါတွေးခဲ့တယ်။ငါလေးဘလို့သိရမလဲစဉ်းစားရင်အင်ဂျီချုပ်ပြီးရတနာပစ္စည်းတွေကြုံတက်လိုက်ကြည်တစ်တာရီတွေကမွေရောင်ကြီးထွက်လာလို့မြင်တော့ဆက်မတည့်တော့ပဲအင်ဂျီကိုထုတ်ပြီးဂျေနာရီထမ်းပြီးထွက်ခဲ့တယ်။ဂူအထွက်မှာဂျပန်အယိုးစုလက်ကြီးကဖမ်းဆွဲလိုက်သေးတယ်။မဖြစ်နိုင်တာရှင်။မင်းကငါပြောတာမရဘူး။ ငါပစ္စည်းတွေထမ်းပြီးကိုရေကနေတော်ပေါ်ပြန်တက်တော့တရဲရီနောက်ကလိုက်လာပြီးတော့အထုပ်ကိုဆွဲယူထားလိုက်တယ်ကွာသူလူကိုလူဖြစ်နေတော့ကိုရေကမွေကြီးခြုံလေးကထွက်လာနေမွေကြိုက်တော့မခံနိုင်ဘူးဆိုပြီးအသက်လူပြေးခဲ့ရတာရှင်တော်မပြီးမဟုတ်တာတွေနေလာတာမလားတော်ချောက်ခံနိုင်လို့ယူကြကြဖြစ်လာလားဟမ်ဒီမိမငါပြောတာမယုံဘူးအခြေအနေတည်နေမှငါအဲ့ဒီနေရာသွားပြန်ဆောင်မယ် ရှင်ပြောလာလူသွားပြီဆိုဟုတ်တယ်ငါပခုံးပေါ်ကလူသွားပြီလူသွားမှတော့အဲ့ဒီနားမှာရှိတော့မလားရှင်ယူခဲ့တဲ့နေရာမှာပြန်ထားလိုက်မှာပေါ့ဘလူပဲထားထားယတနာရှိတဲ့ဂုဏ်ကြီးအောင်ငါသိပြီငါနောက်တစ်ခေါက်ထပ်သွားမယ်ကဲရေဝါတော်ပြီခဏနေရေချိုးလိုက်ဘာချက်ထားလဲအချောပုတ်ထားရင်ပေဒီဆွေပုံနဲ့အရေးတော့ချက်ထားတယ်อืมနေချင်းညာစင်တထေးဖြစ်ကောင်လို့မှာ ရက်လွတ်သွားတယ်ကွာစိတ်ကကြလိုက်တာရင်းညွပြောဆိုပြီးရေပေါ်ဆွဲကရေချိုးရန်ရေရင်းကိုသွားရင်းရှင်ကြောတတ်တဲ့ဘောင်ကြီးချွတ်ထားခဲ့ရေလေးပိုင်းနဲ့ချူကျုပ်ရီချိုးမှရှင်ဘောင်ကြီးလျှော်လိုက်မယ်ရှင်လျှော်ရင်ကြီးစင်မှာမဟုတ်ဘူးမင်းလျှော်ပြီးမယ်ဆိုရင်တက်တာတော့ပေါ့ကွာကိုမြထွန်းနဲ့ပကောင်းမတင်တော်ရရေလေးပိုင်းပစုပ်ကိုကောက်ဆွတ်လိုက်ပြီးဘောင်ကြီးချွတ်လိုက်ပါရီဘောင်ကြီးကအိရှိကပြင်းမှထိုင်နေတဲ့ဇနီးမအေးကြီးကိုပြစ်ပေးလိုက်တယ် ဟမ်ဘာရီလဲဘောင်မီအိတ်ထဲမှာစေးဆွဲကြိုးတကုတ်ပတ်တပြားဆွဲကြိုးတကုတ်နဲ့လက်မသာသာခန့်ရှိရွှေတုံးကြီးကြာလာတယ်ဟဲရှင်ရှင်ရောအမှန်လားအာငါငါဘောင်မီအိတ်ကတည်းထိုးထည့်ထားတာမိသွားတယ်ငါတွေ့တွေ့ချင်းဘောင်မီအိတ်နှစ်ဖက်လုံးထိုးထည့်ထားတာပစ္စည်းများများမဝင်တာနဲ့အိမ်ကြီးချူပြီးထည့်တာအဲ့နောက်ပိုင်းဘောင်မီရထည့်တာမိသွားတယ်ဒီဘက်အိတ်ကဆွဲကြိုးတကုတ်တွေ့နေတယ် ငါဘောင်းမီချေတော့ဟာဒီချက်မကောင်းဘူးပြင်းရင်လွားရင်တောင်ပေါ်မှာကြောက်ကုန်နေတယ်တူတယ်ဒါရီယာအောက်ဘက်ရောက်လို့ထွက်မကြတော့ဖြစ်မယ်အမလီလီလီဒီဆွဲကြိုးသုံးကုန်းနဲ့ရွှေအတုံးလေးနဲ့ဒီကျုပ်တို့တတိဖြစ်ပါပြီတော်ဂျန်နရီစိတ်ကိုရင်မနေတော့အေးကွာငါအင်းကြီးတဲ့ထဲထုတ်ထားတဲ့ပစ္စည်းတွေဆိုဘလောက်တန်မလဲစဉ်းစားလာကြည့်ပြီတော့ စိန်စကားလုံးကြီးသေးပြီနဲ့ပရက်ပုံစံပြည့်လို့ထားတဲ့စိန်ဆွေးကျိုးကိုဇနီးဖြစ်သူကလယ်ဘေးမှာကတ်ကြည့်လိုက်တယ်။အယောက်တစ်ဖက်ဖက်လက်သွားတာကြောင့်မိမဒီပစ္စည်းတွေကိုအိမ်ကြီးချင်းနေမြင်လို့ဖြစ်ဘူးတိမ့်ထားလာ။နေမရောက်တာကောင်းတယ်။ဒေါ်ရင်ကတရေလိုက်လာပြီးပြန်ယူသွားနိုင်တယ်။လုံခြုံတဲ့နေရာမှာဟွက်ထား။မဖြစ်ဘူးဖြစ်ဘူးအိမ်ရှုံလေးရဲ့ထည့်ပြီးတုပ်လယ်ဘေးမှာဆွဲထားမယ်။အိမ်ကြီးအပြင်မထွက်စေနဲ့။အိမ်ရှုံရောလွယ်တကူရှိလား။ရှိတယ်ပစံထည့်သိင်းနဲ့အိမ်ရှုံလေး တည်တာတွေမှာအသင့်ရှိတယ်။ကျောင်းစီဆွဲကြိုးသုံးကုန်းနဲ့ရွှေတစ်ဆယ်သားခန့်အတုံးလေးတစ်တုံးကိုအိတ်ရှုပ်တင်ထည့်ပြီးဇနီးဖြစ်သူလည်းပြီးမှဆွဲထားတယ်။ညသာတမင်းစားပြီးမနက်မော်လမြိုင်မြို့တက်ပြီးလက်ဝတ်လက်စားတကူကိုတွားရောက်ရန်အစီအစဉ်ချလိုက်ကြတယ်။ခဏခဏထုတ်ကြည့်မိနေ။ညဘက်ဆိုစိတ်ချရမှာမဟုတ်ဘူး။အိမ်ထဲကမီးရောင်တွေးလို့ပဲဖြစ်ဖြစ်စကားတန်ကြားလို့ပဲဖြစ်ဖြစ်တွားရင်လာရင်ချောင်းကြည့်တတ်ကြတယ်။ကျုပ်အခုထိမယုံရဲသေးလို့ ဟုတ်မဟုတ်ရဲ့လားဆိုပြီးကြည်လာပါတော့အေးဒါဆိုပြန်မထားနဲ့ကိုနဲ့မကွာတာငါအိပ်ပျော်နေအောင်လဲထားမကြည့်နဲ့နော်ဗာလေးရှင့်ဦးလားမကြည့်အောင်ပါဘူးဟုတ်ပါဘူးကွာမင်းလည်းဘင်းကအထုပ်ကိုဖိမကြည့်ဖို့ပြောတာပါကဲဒါဆိုလဲအိတ်ကြဆိုမြတ်ထွန်းတို့မှာကလေးနှစ်ယောက်ရှိတယ်ယခုကလေးနှစ်ယောက်ကတို့နဲ့အတူမရှိအဖိုးမတို့လာခေါ်ပြီးပါသွားတယ်အဖိုးမတို့ရွာနေမြတ်ထွန်းတို့ရွာက တရွာနဲ့တရွာတိမ်မဝေးကြအဖိုးဘွားတွေကမိမိကိုတတိယရိခလဲနေမကြမကြလာခေါ်သွားတတ်တယ်။မြတ်ထွန်းတို့ကတားနေရမေးထားတယ်။အကြီးကကြောင်းနေအငယ်ကတုံးနေဖြစ်ပါရင်မရေးချင်းကအိမ်မောကြသွားရင်ဟောက်ပင်ဟောက်နေတယ်။အချိန်ကညတနားကြီးကျော်ပြီ။အိမ်ထင်ရကိုပုတ်တဲ့အတန်မြတ်ထွန်းကြားလာကြောင်းလို့သွားတယ်။အင်းရှင်တို့အင်းရှင်တို့လာစမ်းပါဦး။မြတ်ထွန်းတကားဖွင့်ပေးလိုက်ခြင်း။ဟဲ့ မြက်ထုံးကိုရိုင်ဖယ်တနက်၄လက်နှစ်ချိန်ထားတဲ့ဂျပန်၄ယောက်နှင့်စကပ်ပြန်ကိုတွေ့လိုက်တယ်။မင်းမြက်ထုံးလား။ဟုတ်တယ်။ဘာကိစ္စရှိလို့လဲ။မင်းမာစတာကြီးကတော့သူတို့ပစ္စည်းတွေမင်းယူထားတယ်။အဲ့ဒါပြန်ယူလို့လိုက်လာတာ။မင်းရောငါမင်းပဲ။မင်းကဘာမှလူပြောမဟုတ်ဘူးလား။မင်းကအခုထိသူတို့နဲ့နေရောလား။ငါကလည်းဒီဂျပန်၄ယောက်နဲ့တူဂျန်နရီစောက်ချက်ကိုထားခဲ့တာ။ ဂျန်နရီစောင့်ရှောက်မဲ့တာဝန်ရှိတယ်။အခုမင်းယူသွားတဲ့ဂျန်နရီပြန်ယူမလို့ငါတို့လာခဲ့တာ။အခုထုတ်ပြီးပြီတော့။ DPC တွေကဂျပန်နေဗမာလူမျိုးကြီးစီကမတရားတပ်ဖြတ်လူရဲ့ပြီးယူထားတဲ့ပစ္စည်းတွေတိတားတွေမှာအများကြီးပဲ။ဒိုးပြည်သူတွေစီကမတရားတပ်ဖြတ်ခိုးယူလူရဲ့ထားတာ။သူတို့ကိုယ်ပိုင်ပစ္စည်းဟုတ်ရဲ့လားမေးကြည့်ကြမှာကွာ။စကားပြန်ကဂျပန်လိုလှည့်ပြောတယ်ဂျပန်ကဒေါနီမော်နီပြန်ပြောတယ နားမလည်ဘူးသူတို့လက်ထင်းရောက်တဲ့ပစ္စည်းသူတို့ပိုင်တဲ့ပစ္စည်းရဲ့မာစတာကြီးကစိတ်ဆိုးနေတယ်ဒါဆိုငါလူရက်ခိုးယူလို့ငါလက်ထင်းရောက်လာတဲ့ပစ္စည်းဟာငါပစ္စည်းပေါ့ဘာပြန်ပေးကြလို့မလဲမင်းအသက်ခံရတော့မှာပဲဟေးငါအသက်တော့မခံမရစီနဲ့မြတ်ထုံးကိုဂျပန်နေကတနန်းနေ့အစုပြုံချင်းလိုက်တယ်နေပေါင်းများစွာကြာနေရ Rifle တနက်ကတင်ရဲစီပြီးကြီထွက်လာရင်အခက ဒါကြောင့်မြတ်ထွန်းလဲစကားပြေကိုနှိမ့်သိမ့်ပြီးအိမ်ထဲဝင်လိုက်ပါရင်အပင်ကဆော့အထဲဝင်ယူလာအောင်ပဲစကားပြေကတူးတောင်ဝင်အတိုင်းပြောလီတယ်မြတ်ထွန်းလဲဘလောက်ကကြီးယူပြီးဘုရားရှင်ကိုသွားကောတောက်တော်ကြီးကသုံးပတ်တည်းကယူပြီးဖလားနဲ့တုံတင်လိုက်တယ်။ရောင်ကြီးဦးကယူပြီးလဲတုံတင်လိုက်တယ်။ခတ်တတ်တဲ့တကဝါကထွက်လာပြီးအရိဖလားတွေကယူရီနဲ့အပြင်မှာရက်နေတဲ့တရေငေါးကောင်ကိုဝိုက်ပြီးပတ်လိုက်တယ်။ တရေဝဉ္ဇဉ်နေဖျားစင်ကတောက်တော်ကြီးနဲ့အထီရာနဲ့အော်ဟစ်ကရုတ်တရက်အပြောက်ွယ်သွားလေဟွန်းတော်ပါသေးရဲ့တကိုးလက်ကသူ့ဝဲလှူတာသူတို့ကပဲနှမြောင်းနေသေးတယ်ဂျမန်တရေတွေတကယ်လိုက်လာပဲသူတို့ခိုးဝှက်ထားတာကိုအတိပေးလိုက်လို့အတိတရားရရင်တော့ကောင်းပါရဲ့သူ့အထက်ကအရာရှိတွေရဲ့အမိန့်ကိုမလွန်ဆန်ဝင်လို့ထက်လာရင်တော့အခက်ပဲမဖြစ်ဘူးမဖြစ်ဘူးမနေ့ကရောင်းလို့ရသမျှရောင်းပလိုက်တော့မယ် အဲ့ဒီအချိန်မှာဇနီးပြည့်သူနုံလာတယ်။ရှင်မိတ်သေးဘူးလား။လှုပ်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 နေပါလို့နေရတယ်။မင်းအားရီလိုက်လာလို့ဟေး။ဟင်။အခုပဲမလဲ။အေးမင်းအိမ်မောကြနေလို့တော်သေးတယ်။ငါနောက်ကိုဂျပန်တရေလေးကောင်းနဲ့စကံပြန်ပါတရေကောင်းလိုက်လာပြီးတော့ငါယူလာတဲ့ကျိုးတုံးကုန်းနဲ့ရွှေတုံးကိုလာတောင်းကြတယ်။ဟင်ရှင်းပေးလိုက်လား။မင်းရင်မထဲမှာစမ်းကြည့်ပါလား။ စရိပ်ဖြစ်သူကအိတ်ရှုပ်လေးကိုဆွဲထုတ်ကြည့်လိုက်ရောအမလေးရှိသေးတယ်အခုသူတို့ဘယ်ရောက်သွားပြီလဲပြန်သွားပြီလားငါပစ္စည်းယူပေးမယ်ဆိုပြီးဘုရားတောက်တော်ကြီးသုံးခန်းနဲ့ပန်းဝရဲကယူပြီးပေါင်းထည့်ပြီးတော့သူတို့၅ယောက်လုံးကိုစိုးကောင်ပတ်လိုက်တာအော်ဟေပြီးပျောက်သွားတာပဲဘုရားမတော်ပဲဘုရားမတော်အခုဘယ်ချိန်လောက်ရှိပြီလဲငါတင်တနာရီနဲ့နှစ်နာရီတွင်ပဲရှိအောင်ငါအိမ်မဲအောင်မိနေရမဟုတ်ဘူး အိမ်ပြမှာတရေကောင်းအောင်လို့တနက်ကိုစီနဲ့ရရီဟာကိုတင်လိုက်တယ်။ကိုးနားရဲ့ပစ္စည်းကိုခိုးယူခဲ့တာပြန်မပေးဘူးလို့ပြောလိုက်ရောစိတ်ဆိုးပြီးတနက်တီနဲ့ဝိုင်းချေကြတာ။ငါ့ကိုတတ်မယ်လို့ကြင်ဝါသည်တယ်။သူတို့တနက်ကတကယ်ဖြစ်ကြည်ထွက်ပြီးတိမယ်တင်နေ။ကဲအခုရှင်မသေးသေးဘူးလား။ဒီကားကြီးတည်တည်ချာချာပြေးလာအောင်ပြန်အိတ်ကြမယ်။မနက်စောစောထဒီပစ္စည်းတွေရောက်ရစင်းနဲ့ရောင်းပြီးမျိုးဝပြောင်းနေကြမယ်။ရောင်းတာတိုင်းမထားလိုက်တိုင်းကိုမြတ်ထွန်းတော်လင်မယော ရတနာပွဲစားတယောက်နဲ့တွေ့ဆုံကရွှေတုံးကလေပြီးရောင်းလိုက်ရောင်းသိန်းပေါင်းများစွာရလိုက်တယ်။ဒါကြောင့်ရွာကနေမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါရဲ့။ကိုမြတ်ထွန်းတို့လည်းဒီချိန်ကစပြီးမုတ်ဆိုးလုတ်ကိုရာသပ်ပန်ဆွန့်လွတ်ပြီးကောင်းရောင်းကောင်းဝယ်လောက်ကင်စားတော့နေထိုင်ခဲ့လျော်တယ်။ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဆရာအေကံမင်းရေးသားထားတဲ့ဝိညာဉ်ဆောင်တဲ့ရေနာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အားစီပေးကြတဲ့ပိတ်သက်တူတယောက်ချင်းဒီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါရင်ဗျဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါရယ်ခင်ဗျာ